ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေဟဲရရွာမနဲ့ဇရက်ကြီးမှာမတ်လ28ရက်နေ့လယ်တနားလောက်ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်လူလေးဦးသေဆုံးခဲ့ပြီးရွာတော်ရွာလုံးနဲ့ဖောင်တော်ဖရာဇရက်ကြီးကျောင်းလဲပျက်စီးခဲ့တာပျက်စီးမှုတွေထပ်ပေါ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်မတ်လ28ရက်နေ့လယ်ပိုင်းမှာမြန်မာနိုင်ငံအနှံ့အင်အားပြင်းထန်လောက်ခတ်ခဲ့ပြီးအင်းလေးဒေသလည်းပါဝင်လောက်ခတ်ခဲ့ပါဗျ။အကြောင်းကတော့ဘာမှမရတော့ပဲအကုန်ပျက်စီးသွားကြောင်းရွာမှာလည်းတရွာလုံးကုန်သွားကြောင်း တိမ်မအကောင်းမကြံပဲလောလောဆယ်တည်ဆုံးသူ၄ဦးလောက်ရှိတယ်လို့စီရကြီးရွာဆရာတော်တပါးကမိန့်ပါတယ်။အင်းလေးဒေသမှာနေရာတော်တော်များများထိခိုက်ပျက်စီးခဲ့ရပြီးပျောက်ဆုံးနေတဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်။ဟဲရရွာမှမှဘုန်းကြီးကျောင်း၈ကျောင်း၉ကျောင်းလောက်ကပျက်စီးခဲ့တဲ့အပြင်ရွာထဲမှာရှိတဲ့ထောင်ထဲချီတဲ့အိမ်တွေပျက်စီးပြီးအသေးပြောက်တွေရှိခဲ့ကြောင်းသိရပါတယ်။ဒါပေမဲ့အတိအကျတော့သတင်းမရသေးပဲရှာဖွေနေဆဲဖြစ်တယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။ အင်းလေးဒေသမှာရွာပေါင်း80ကျော်လောက်ရှိပြီးငလင်ကြောက်ထိခိုက်ပျက်စီးမှုများကငလင်ကထပ်မံလောက်ခတ်မှာကိုစိုးရိမ်ရပြီးတော့လက်ကွင်းတွေကွင်းပြင်တွေမှာတိမ်းရှောင်သူတွေရှိတယ်လို့သိရပါပါတယ်ခင်ဗျာ